အင်္ဂလန်တင်းမှာနေရာရရှိဖို့ပွဲထွက်ခွင့်ရမယ့်နာပိုလီတင်းကိုသွားကျင်နေတဲ့ကိုမန်နူအီတလီစီးရီးယားကနာပိုလီတင်းကလာမယ့်ဇန်နဝါရီပြောင်းရွှေ့ကာလမှာမန်ချက်စတာနဲ့တည်းရဲ့လူငယ်ကျယ်ပွင့်ကိုမန်နူကိုခေါ်ယူဖို့အတွက်စီမံချက်တင်နဲ့ပြင်ဆင်နေတယ်လို့သိရပါဗျ။ဒီပြေကမန်ယူတင်းရဲ့လူငယ်ကျယ်ပွင့်အတွက်ရောနာပိုလီနီကအန်တိုနီယိုကိုဒီအတွက်ပါစိတ်ဝင်စားစရာအခွင့်အရေးတစ်ခုဖြစ်လာမယ့်အလားအလာရှိပါတယ်။နာပိုလီတင်းကိုကန်ဒရယ်နီနဲ့နီကအန်တိုနီယိုကိုနီကပရီးမီးယားလိမရုံးကန်နေတဲ့ဂဇာမရီကိုခေါ်ယူပြီးခြေစုံကောင်းနေပြန်အောင်လုပ်ပေးတဲ့နေရာမှာထူးချွန်သူတူအုပ်ဖြစ်နိုင်မယ်ကြီးပါတယ်။သူရဲ့ဒီလိုဆွမ်းဆောင်ရည်ကိုမန်ယူဂလာမဟောင်းနေဖြစ်ခဲ့ကြတဲ့စကောမတ်တော်မီနီနဲ့ ရက်စပွန်မာလန်နိုကနာပိုလီတင်းမှာခြေစွမ်းပြန်ကောင်းလာတဲ့ချင်းကိုကြည့်ရင်တိတာပါပဲ။အန်တိုနီယိုဂွန်ဒီကဇာမာရီရဲ့စစ်တပ်ပိုင်းကိုပြောင်းလဲပေးနိုင်စွမ်းရှိပြီးသူရဲ့ပြင်းထန်တဲ့နစ်စတပ်ပိုင်းလေ့ကျင့်မှုတွေကဇာမာရီကိုပို့ပြီးအစီအမင်းနဲ့ခြေစွမ်းပိုင်းရှင်တွေဖြစ်လာအောင်ဖန်တီးပေးနိုင်ခဲ့ရဖြစ်ပါတယ်။ကွင်းလဲဖန်တီးရှင်ဒီဒီဘရိုင်နာရဲ့ချင်းနေကြောင့်နာပိုလီတင်းကကွင်းလဲပိုင်းကိုအားရင်ဖြစ်တင်းမှုအသေးတန်လိုအပ်နေပြီးကွန်ဒီကသူရဲ့နစ်စနစ်နဲ့ဘီဝါရီအောက်မှာမိုင်နုကိုထပ်တန်းစားဇာမာတူအုပ်ဖြစ်ပြောင်းလဲပေးနိုင်မယ်လို့ယုံကြည်နေပါတယ်။အီတလီသတင်းစာတစ်စောင်ဖြစ်တဲ့ Gazzetta dello Sport ရဲ့ဖော်ပြချက်အရနာပိုလီတင်းကပြီးခဲ့တဲ့နေရာစီပြောင်းရွှေ့မှာကလေးကမိုင်နုကိုခေါ်ယူဖို့စူးစမ်းခဲ့ပြီး အခုကမှတော့ဇန်နဝါရီပြောင်းရွှေ့ကာလမှာထပ်မံကြိုးစားသွားဖို့ရှိနေတယ်လို့ဆိုပါတယ်။အသက်၁၉နှစ်သာရှိသေးတဲ့ကိုဝီမာနူးက၂၀၂၆ခုနှစ်ရောဘလာပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်မဲ့အင်္ဂလန်တင်းလူစီးရဲမှာပါဝင်ခွင့်ရရှိရတဲ့သူရဲ့ကလပ်တင်းတဲ့လူဘောမိုင်းခြေစွမ်းပြပြီးခြေစွမ်းကောင်းနေမြေတွေ့ချင်နေပါတယ်။ဒါပေမဲ့မန်ချက်စတာနဲ့ဒီမှာလက်ရှိနေပြရူဘန်မော်ရီရဲ့လက်အောက်မှာပွဲတော်ခွင့်ရရှိဖို့ရုန်းကန်နေရပါတယ်။ပြီးပြလိပွဲစဉ်၉ပွဲပြီးမှာတော့မန်နူးကတပွဲမှာပွဲဥတာကစားရတာမရှိဘဲလူစားဝင်ဖြစ်၁၃၈မိနစ်သာကစားထားရတာဖြစ်ပါတယ်။ဒီလိုပွဲကစားချိန်နေပါမှုကလူငယ်ဆောင်အတွက်ကြီးမားတဲ့အသားစီးတစ်ခုဖြစ်နေပါတယ်။ ဖွဲ့ပြီးသားချင်းများရှိခဲ့တဲ့အတွက်နွေရာသီပြောင်းရွှေ့ရဲ့နောက်ဆုံးနေ့ရက်ဒီမှာမိုင်းနူးကအငားနဲ့ထွက်ကစားဖို့တောင်းဆိုခဲ့ပို့ပေမဲ့ဒီပြအမော်ရင်ကပယ်ချခဲ့ပူပါတယ်။ဘာလို့လဲဆိုတော့ဒီပြအမော်ရင်ကမိုင်းနူးကိုအတင်းအတွက်ရေးပါတဲ့နိုင်ငံကစားမအဖြစ်မြင်နေတာကြောင့်အတင်းမှာဆက်ထားခဲ့ကျင်တာဖြစ်ပါတယ်။ဒါပေမဲ့တနည်းအားဖြင့်ကြီးမယ်ဆိုရင်လည်းဘွဲ့ကစားခွင့်မပေးနိုင်ရင်တော့မိုင်းနူးရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုထိခိုက်စေနိုင်ပါတယ်။ဒီတဲ့ချိန်မှာတော့ကိုဗီမန်နူးနေနဲ့သူ့ရဲ့ကမ္ဘာပလအိမ်မက်အတွက်ပုံမှန်ဘွဲ့ကစားခွင့်ရရှိမဲ့အတင်းကိုအငားထွက်ကစားနိုင်မလားဆိုတာကတော့ဒီပြအမော်ရင်ရဆုံးဖြတ်ချက်ပေါ်မှာပဲအဓိကမူတည်နေပါတယ်။နာပိုလီတက်မှာဒီပိုင်းကတန်ရာရရှိထားတာကသူတို့တက်မိုင်းနူးကိုခွင့်ယူဖို့အခွင့်အလမ်းပိုပေးနိုင်တယ်လို့ ကိုဗစ်မနီကလည်းကွန်တီရဲ့လောင်းအောင်မှာခြေစွမ်းပြနိုင်ခဲ့ရင်အင်္ဂလန်လူချင်းတင်တမပါနေရာရရှိဖို့ပိုပြီးနီးစပ်လာမှာဖြစ်ပါတယ်။မင်းနဲ့တင်ကလည်းကစားမကိုရောင်းချမဲ့စာအငားချရန်ကိုသာစဉ်းစားဖို့ရှိပြီးနပိုလီတင်ကတော့ကွန်တီရဲ့စီစဉ်အတွက်မိုင်းနူးကိုခေါ်ယူဖို့အတွက်အာတုံခွန်ဆိုင်ဂျိုးပန်သွားဖို့ရှိနေပါတယ်။ဒီပြောင်းရွှေ့တာဖြစ်နောက်ခဲ့မဲ့ဆိုရင်တော့မိုင်းနူးတို့ကစားမရဲ့ချိုးကွတစ်ခုဖြစ်လာမှာတေးကြပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမားကိုချစ်ကြတဲ့